တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်လေးပြည့်ကျူဆိုပါတယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့အညာ PDF ဒီရဲ့အောင်ပွဲနဲ့ပြန်လာခဲ့တဲ့သတင်းနဲ့စချင်တယ်။ဒါကဘာလဲဆိုတော့ April 9ရက်နေ့တုန်းကဖလာမြို့မှာခွေးတွေအပြည့်အစည်မောင်းထုတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမြစ်ခင်နေရဖြစ်တဲ့အညာဒေသစကိုင်းကိုပြန်လာခဲ့ကြတယ်။အခုပြန်လာခဲ့တဲ့အညာ PDF ဒီကိုအညာမှာရှိတဲ့တော်လိုင်းရဲ့ မိသားစုတွေ PDF တွေရဲ့မိဘတွေကနေမှလိုက်လိုက်လေးလေး1ပန်းတတာနဲ့စကိုင်းတိုင်းအညာဒေသတနေရာမှာပြုတ်လုခဲ့တယ်။ဒါကိုကြွတိတာတော့နည်းနည်းလေးတော့ရှိနေပြီ။ဒါပေမဲ့ကြွ PDF တွေဘက်ကနေမှတင်မထုတ်တဲ့အတွက်ကြောင့်ကြွလည်းမပြောနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ PDF တွေရဲ့လုံခြုံမှု P2D ရဲ့လုံခြုံမှုဆိုတာရှိတယ်။ဆိုတော့မနေ့ကတော့စကိုင်းဖက်ဒရယ်တပ်ပေါင်းစုကနေမှ တရားဝင်ထုတ်ပြန်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ကျမကနေမှလည်းဒီနေ့ပြန်ပြောလို့ရပြီပေါ့နော်ဆိုတော့စကိုင်း PDF တပ်ပေါင်းစုဒီဘက်ကနေမှ အောင်ပွဲနဲ့မြစ်ခင်တွေကိုပြန်လာနိုင်ခဲ့ပြီဆိုတဲ့အကြောင်းဖြစ်တယ်။ဒီနေ့တခါပြန်မပြောပြခြင်းတဲ့အရာတစ်ခုကဘာလဲဆိုတော့အခုဒီဘောမအတီလဲပူချုပ်ထွန်းမြတ်နိုင်ဗီဒီယိုခေါ်ပြောတဲ့ဥစ္စာကအတော်လေးကိုရေပန်းစားနေတယ်နော်။ဆိုတော့ဒီဥစ္စာနဲ့ထပ်ပြမနည်းနည်းလေးပြန်ရှင်းပြခြင်းတဲ့လိုက်စာကနေမှထုတ်လွှင့်တဲ့လိုက်စာ TV ဆိုတာတခုတော့ရှိတယ်။ KIA ရဲ့ Facebook ကိုရဲ့လုံးဝမရှိပါဘူး။အခုဒီပူချုပ်ကွန်မော်တွေကိုင်းနေဆိုတာကသူတို့ရဲ့ကိုပိုင် Facebook ဖြစ်တယ်။ KIA ရဲ့ Facebook လုံးဝမဟုတ်ဘူး နော်ဒါကြောင့် KIA ရဲ့ Facebook လည်းလုံးဝမရှိသလို KIA ရဲ့ lobby လုံးဝမရှိဘူးကျမကတော့မိသားစု like KIA ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့လူမျိုးအတွက်ကျမကပြောရချင်းဖြစ်တယ် KIA ဒီဘက်ကနေလည်းကျမကို lobby မလုပ်ခိုင်းသလို KIA ကနေမှငားထားတာလည်းမဟုတ်ဘူးဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့ဘိုးချုပ်ထွန်းမြတ်နိုင်ကနေမှ video call call တယ်လို့ပြောတဲ့အခါမှာဘောမတွေကဘာပြောလဲဆိုတော့ဘိုးချုပ်ထွန်းမြတ်နိုင်ကတော့သူ့ရဲ့စစ်သားတွေကိုအရင်တော့ကဒီရှက်မြောက်မှာလဲရောင်းစားပြီးပြီးအခု ုံမော်တိုက်ပွဲမှာပြန်ရောင်းစားပြီလားဆိုပြီးမှပြောတယ်ပြီးနောက်တစ်ခုကတော့ KIA မရှိတော့တာလားတာမမဟုတ် KIA ဒီဟာမသေးချင်လို့အရခတ်တတ်တော်ဒီနဲ့ဒီ PDF တွေကိုအသုံးချသလားဆိုပြီးမှပြောတယ်ဆိုတော့ဒီနဲ့ကြွားပြောပြချင်တာကခုဘောမတွေအားလုံးလဲနားလေဖို့အတွက်ပြောပြချင်တယ်ဒါဘာလဲဆိုတော့27ဒေါ်လာရေးစလာတဲ့နေ့ကနေမှဒီနေ့မေလ9ရက်နေ့အထိကျွန်တော်ဒေါ်လာရေးတွေအားလုံးဟာ KIAD ဟာကချင်ပြည်နယ်မှာတိုက်ပွဲတွေပြင်းထန်တယ်လို့တခြားနေရာမှာမရှိတာမဟုတ်ဘူး။ကျမတူလဲဆိုလို့ရှိရင်ဒီ27ဒေါ်လာရဲစလာတဲ့နေ့ကစပြီးဒီကချင်ပြည်နယ်တိုက်ပွဲမှာတစ်ခါမှမပါဘူး။အညာတိုက်ပွဲကြီးထဲမှာပဲပါတယ်။ဆိုတော့အရင်တော့လည်းကျမပြောခဲ့ဖူးပါတယ်။ပုံမော်ပဲမဟုတ်ဘူးနော်။ကျတော့ကချင်တိုက်ပွဲတွေထဲမှာအေးအေးပါတယ်။ ချင်းတွေပါတယ်အညာ PDF ပေါင်းမျိုးစုံပါတယ်ကချင်ကော်ရခါလူမျိုးတွေပါတယ်ကရင်ဒေါ်လာရဲတွေနဲ့ကရနီတွေပါမပါတော့ကျမအသေးစိတ်မသိဘူးဒါပေမဲ့ပါနိုင်တယ်ပြီးလို့ရှိရင်အခုဘမောမှာဆိုကွတ်ကီးတွေလည်းပါတယ်အဲ့လိုမျိုးပဲမနေ့ညတဲ့ကျမအမ်နဲ့နပခတိုက်ပွဲထဲကပြန်လာခဲ့တဲ့ဆလင်းကြီး PDF တွေအကြောင်းပြောပြပြီးပြီဆိုတော့အရခတ်တတော်တွေတိုက်တယ်လို့ပြောပေမဲ့သူတို့နဲ့အတူ KIA တွေပါတယ်နေမြေစုံကနေမှ PDF တွေပါတယ်ချင်းနေပါတယ်အဲ့လိုမျိုးပါနေတဲ့အတွက်ကြောင့် AAD ဥဆောင်တဲ့နေရာမှာဆိုလို့ရှိရင်တော့ AA နဲ့ပူပေါင်းတော်လာရဲတွေ KIA နဲ့ပူပေါင်းတော်လာရဲတွေအဲ့လိုမျိုးပဲတုံးကြတယ်ဆိုတော့ AA နိုင်တယ်ဆိုပေမဲ့ AAG ပဲတော့လည်းမဟုတ်ဘူးပေါ့နော်ပြီးရင် KIAD တိုက်ပွဲတွေနိုင်တယ်ဆိုပေမဲ့ KIAG ပဲမဟုတ်ဘူးဆိုတော့သိစေချင်တယ် KIAD မတိုက်ဘဲနဲ့ဘယ်သူတိုက်မလဲပမော်မှာနော်ဆိုတော့ KIAD နဲ့အတူတခြားသော ပူပေါင်းတော်လှန်ရေးအားလုံးကနေမှတိုက်ပွဲဝင်နေတာဖြစ်တယ်။ဒါကြောင့် KIAD က ရှေ့တန်းရောက်သလားမရောက်ဘူးလားဆိုတာတော့ကျွန်တော်တော်လိုင်းရဲတွေပဲတိဖို့လိုတယ်စစ်ခွေးတွေဘောမတွေတိချင်မလို့ဘူး KIA တွေမတက်ရင်လည်းကိစ္စမရှိဘူးနိုင်ဖို့ရဲကြီးတယ်เนาะဘယ်နေရာမှာမဆိုနိုင်ဖို့ရဲကြီးတယ်အညာမှာလည်း KIA တွေတိုက်တာ PDF တွေတိုက်တာမတိုက်တာကိစ္စမရှိဘူးစစ်ခွေးပြောင်းသွားဖို့ရဲကြီးတယ်အိတ်နေပြီးမှစစ်ခွေးပြောင်းလဲပြောင်းသွားတာပဲเนาะကျွန်တော်ရဲ့ရေရွယ်ချက်တွေခွေးပပျောက်ဖို့ဖြစ်တဲ့အတွက်ကြောင့်သူတိုက်တယ်ငါတိုက်တယ်ကိစ္စမရှိဘူး အခုဒီဘိုးချုပ်ထွန်းမြတ်နိုင်ဖုန်းခေါ်လာမခေါ်ဘူးဆိုတာတော့เนาะဒါလောက်ပြောရင်တော့နားလေလောက်ပေါ့เนาะကျွတ်ပါစကနေတော့မဟုတ်ဘူးလို့ကျွတ်မပြောချင်ဘူးဒါတွေကိုနားထောင်ချင်တာအပြင်ကျွတ်တို့နားလေကြလိမ့်မယ်လို့ထင်တယ်เนาะဆိုတော့အခုနောက်သတင်းတပုတ်အနေနဲ့ကတော့ TNLA သတင်းနဲ့ပြန်စချင်တယ်အခုဒီတခြားသတင်းတွေထဲမှာ ဖော်ပြထားတဲ့ဒီ KIA နဲ့ TNLA ဒီဆွေးနွေးမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့ပုံမှာ KIA နဲ့ KIO လူကြီးကြီးကတော့ April 29ရက်နေ့ကနေမှချက်မြောက်ကိုရောက်ရှိနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတယ်။အခု KIAD ကတော့အရင်အရင်ကတည်းက TNLD နဲ့စာချုပ်ချုပ်ဆိုတိုင်းပြောတဲ့စကားကပင်လုံစာချုပ်ကို အခြေခံပြီးတော့ Federal Democracy ရရှိဖို့ရအတွက်မဟာမိတ်စစ်အနေနဲ့ဒီစစ်ခွေးတွေကိုတိုက်ထုတ်ရအောင်ဆိုတဲ့စာနဲ့ပဲသူတို့နဲ့စာချုပ်ချုပ်ဆိုထားတာဖြစ်တဲ့ဒီ30 29တိုက်ပွဲဖြစ်လာတဲ့အခါမှာ ဒီကျွန်တော်ကချင် subset တချို့ကိုလည်းပဲ TNLD တိုက်ခိုက်သိမ့်ပိုက်ထားတာရှိတယ်။ဒါပေမဲ့ဒီတိုက်ပွဲဟာနေမြေလူတိုက်ပွဲမဟုတ်တဲ့အတွက်ကြောင့်ငါတိုက်တယ်ငါယူမယ်ဆိုတာမဟုတ်တဲ့အတွက်ကြောင့်စစ်ခွေးကိုတော်လရအောင်ဆိုတဲ့အပိုင်းမဟုတ်ဘဲနဲ့အခုငိုလို့တိုက်ယူထားတဲ့နေရာထဲမှာနင်တို့ KIA တွေမနေရတော့ဘူးနင်တို့ KIA တွေထွက်သွားပါဆိုပြီးမှတောင်းဆိုလာလို့ရှိရင်တော့ကျွန်တော် KIA တွေနဲ့လည်းဆွေးနွေးခြင်းကတော့ဖြစ်လာမှာမဟုတ်ဘူးလို့ကျွန်မကအဲ့လိုသုံးသပ်တယ် ဘာကြောင့်လဲဆိုတော့ကတာမျိုးနေမြေပေးဖို့ရအတွက်က KIA ဒီ KIO လူကြီးတွေလဲကျတို့ကချင်လူထုတွေရဲ့စန္ဒကိုခံယူရမှာဖြစ်တယ်ကျတို့ကချင်လူထုဒီဘက်ကနေအော်တို့တော့ပေးတင်ပါတယ်ပေးလိုက်ပါလို့ပြောမှတို့ကပေးမှာဖြစ်တယ်ဆိုတော့ပြည်သူလူထုတွေရဲ့အခြေအနေကိုကောက်ခံဖို့ရန်အတွက်အခုကဒါကအဓိကမဟုတ်ဘူးစစ်ခွေးကိုမောင်းထုတ်နေတဲ့အချိန်ဖြစ်တယ်ဆိုတော့တကယ်ဆိုလို့ရှိရင် TNL ဒီကိုအခုကျမ ပြောမယ်စကားက TNL တကူနေတာလည်းမဟုတ်ဘူး TNL နဲ့ KIAD စကားများတဲ့အတွက်ကြောင့်အညွန့်အသိနဲ့ပြောတာမဟုတ်ဘူးเนาะပြုတ်သဘောနဲ့ဆောင်းပြီးပြောချင်တဲ့အရာတခုရှိတယ်ဒါပါလေဆိုတော့ဘာလို့မဆိုကိုယ့်ရဲ့အခြေအနေကိုကိုယ်သိပြီးမှလောက်တာဟာဘေးညာမဆိုအောင်မြင်တယ်အခု ကျတော့လက်နဲ့ကင်တော်လာရဲတွေအားလုံးရဲ့ background ကိုကြည့်လိုက်တဲ့အခါမှာကိုကိုထောက်ခံပေးတဲ့သူတွေရှိရမယ်ကျတော့ကစစ်ခွေးတွေနဲ့တိုက်ပွဲပေါ်ဆောင်နေတဲ့အတွက်အကြောင်းတိုက်ပွဲမှာတုံးရမယ်ကြီးတွေလက်နဲ့ခဲရနဲ့အဆက်ဆက်အရာရာကလည်းကိုကရနိုင်တဲ့နေရာတွေရှိနေမှပဲတိုက်ပွဲကိုပေါ်ဆောင်မှုအဆင်ပြေတာဖြစ်တယ်ပြီးလို့ရှင်လည်းကိုနဲ့မဟာမိတ်ဖြစ်တဲ့သူတွေနဲ့လည်းအတင်းတင်းနေတတ်ဖို့အတွက်အရေးကြီးတယ်အခု TNLD ရဲ့ အကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ30 20ကွန်တိုက်ပွဲထဲမှာသူတို့ thesis center တွေအများကြီးလုပ်ပြီးမှသူ့ရွာတွေကိုလည်းတိမ့်ပိုင်နိုင်ခဲ့တယ်ဒါပေမဲ့ MNDAAD ငိမ့်ချိုင်းရေယူမယ်လို့စစ်ခွေးတွေနဲ့မဆွေးနွေးခင်ယူမယ်လို့ပြောလိုက်ကြတဲ့ကတိုက်ပွဲမဖော်ဆောင်နိုင်ခဲ့တော့ဘူးပြီးတော့အခုကခန်းစစ်နယ်ပဲလုပ်တယ်ပြီးတော့အခုရှမ်းမြောက်မှာ KIAD ရဲ့နေရာမှာစစ်ခွေးတွေကဘုံလာကျဲတယ်ဆိုတာမရှိတဲ့လောက်ရှိတယ်ဒါပေမဲ့အခုဘုံကျဲတာဟာ TNLD ထိ ंछ ုပ်ထားတဲ့နေရာပဲဖြစ်တယ်။ကိုကန့်နေရှိတဲ့နေရာမှာလည်းဘုံမကျဲတော့ဘူး။ဝါးဒီနေရာမှာမကျဲဘူး။ဒီနေ့ကျွဲတို့ KIAD နေတဲ့နေရာမှာတောင်မကျဲဘူး။အနည်းတန်းလိုလိုဘုံလာကျဲတာဟာ TNLD ရှိတဲ့နေရာဖြစ်တယ်။ဆိုတော့အခုဒီစစ်ခွေးတွေက TNLD ကိုအထင်တဲတာတွေရှိတယ်။ဆိုတော့နင်းတို့ပလောင်နေမြင်မရှိဘူးလို့နင်းတို့ခဏခဏပြောတယ်။ဒါကြောင့်ငါတို့ပလောင်ပြင်းနေတီထောင်ဖို့ရန်အတွက်ဖြစ်တယ်လို့နင်းတို့စိတ်ထဲမှာဒီလိုမျိုးစိတ်သက်ပဲရှိတယ်ဆိုလို့ရှင်တော့ဆက်လက်ပြီးတော့လည်း တိတ်ပြီးမှအခြေအနေတော့ကောင်းမှာမဟုတ်ဘူးเนาะခဏတော့ပြောလို့အခု TNLD ဟာလူမျိုးသေးလူမျိုးဖြစ်တယ်နောက်တစ်ခုကအဲ့လောက်ကြီးလဲเนาะပညာရှိတဲ့အတိုင်းဝိုင်းလဲမဟုတ်တလို့စီးပွားရဲ့အခြေကောင်းတဲ့လူမဟုတ်ဘူးเนาะဆိုတော့ခဏတော့ပြောလို့ကျမနေလို့ပြောတာမဟုတ်ဘူးเนาะကို့အခြေအနေကိုသိမှသူများနဲ့ရောနှောလို့ရတယ်ဆိုတဲ့အကြောင်းကိုအခြေခံပြီးမှပြောတာဖြစ်တယ် အခုရှမ်းမြောက်မှာလက်နက်ကင်တွေဖြစ်တဲ့ MNDAAD ဝါဒီဒီ SSPPD ဆိုတာကတော့စစ်ခွေးတွေဘက်ကနေအခုရှမ်းမြောက်မှာတလောက်ပြဿနာဖြစ်ရင်တောင်မှ SSPPD ကထွက်မှမလာတာမဟုတ်ဘူးလားဆိုတော့ SSPP တော့နင်တို့တွေ့လို့မရဘူးဆိုတော့အထူးသဖြင့်လက်နဲ့ကိုင်းတဲ့ဝရီနဲ့ဒီအဆင်ပြေသလားဆိုတော့လည်းအဆင်မပြေဘူး MNDAAD နဲ့အဆင်ပြေသလားဆိုတော့လည်းအဲ့လောက်ကြီးအဆင်မပြေဘူးပြီးလို့ရှင်လည်း MNDAAD ကပါဝင်ပြီးတိုက်ကူတော့မှာမဟုတ်ဘူးပြီးရင်ကျတော့ KIAAD နဲ့အဆင်ပြေသလားအဆင်မပြေဘူးနော် PDF တွေနဲ့လည်းတိတ်အဆင်မပြေလာဘူး This is a shining point ထဲမှာ TNLD ပြောသွားတာတော့ NUGD နဲ့ပူးပေါင်းမယ်တော်လိုင်းရေးတွေနဲ့ပူးပေါင်းပြီးမှစစ်ခွေးတွေကိုတိုက်မယ်လို့ပြောတယ်ဆိုတော့ အန်ယူဂျီဒီနဲ့ဆက်သွယ်ရပြီးမှအဆင်ပြေသွားတယ်လို့ပဲထားဒါပေမဲ့ PDF တွေကတိုက်ချင်ပါမလားဆိုတော့ပေါ်မှာလဲမူတည်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ NUGD သူတို့ကိုယ်တိုင်တော့ဆင်ပြေးတိုက်တာမဟုတ်ဘူး။သူတို့အောက်မှာရှိတဲ့ PDF တွေကိုတိုက်ခိုင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီ PDF တွေကတိုက်ချင်ပါမလားဆိုတဲ့ပုံမှာလည်းမူတည်သွားတယ်။ဘာကြောင့်လဲဆိုတော့အရင်တော့က PDF တွေကိုဆက်ဆက်နဲ့ပုံမှာလည်း PDF တွေနှာကြီးချက်တွေအများကြီးရှိတယ်။ TNL ဘက်ကကျတော့ KIA ဘက်ကိုလာတဲ့ PDF တွေအများကြီးရှိလာတယ်။ဆိုတော့အခုဒီအခြေအနေထဲမှာ PDF တွေလည်းပဲ နင်တို့ TNLD အတွက်တိုက်ပေးဖို့ရအတွက်ဆင်တင်ရှိပါမလားဆိုတဲ့ပုံမှာမူတည်တယ်။ KIAD ကနင်တို့ကိုပြန်ဆွေးနွေးရအောင်လို့ပြောတဲ့အခါမှာနေမြေတော့ဖြစ်လာမှာမဟုတ်ဘူး။အတူတူကစစ်ခွေးကိုတိုက်ထုတ်ရအောင်ဆိုတဲ့အပိုင်းပဲသွားလိမ့်မယ်။တကယ်လို့ဒါနင်တို့ကငွေတို့ရဲ့နေမြေထဲကနေထွက်သွားပါဆိုလို့ရှင်တော့နင်တို့ TNLD တို့အတွက်တော့မသွေးဝန်ဆရာဖြစ်လာလိမ့်မယ်။နင်တို့ကိုစစ်ခွေးတွေအခုဘာကျင်းဝါထားတယ်လဲဆိုတော့ နင်းတို့နင်းမြေပေးမလားမပေးဘူးဆိုလို့ရှိရင်ငိုတို့အတကုံချမယ်လို့စစ်ခွေးတွေကလည်းမှကြုံဝါနေတဲ့အရာရှိတယ်ခဏတော့ကပြောသလိုငိုတို့တိုက်လို့ရထားတဲ့နင်းမြေတွေကိုငိုတို့တည်တဲ့အထိကောက်ွယ်သွားမယ်ဆိုတော့အမခံချက်တော့နင်းတို့ဒီတရင်စာရှင်းနေပွဲထဲမှာမမမမနင်းတို့မပြောရဲဘူးဘာကြောင့်လဲဆိုတော့နင်းတို့တရုတ်ကိုကြောက်တယ်စစ်ခွေးတွေကိုလည်းနင်းတို့ကြောက်တယ်အခုနင်းတို့ကထိထိလေးဖြစ်မနေဘူးလား ဒါကြောင့်နင်မြေရရှိဖို့အရေးကိုနောက်မှတိုင်ပင်ရအောင်အခုနင်တို့တိုက်ယူထားတဲ့ဥစ္စာကရှမ်းနေရဲ့နင်မြေနဲ့ကျွတ်တို့ကချင်တွေရဲ့နင်မြေဖြစ်နေတယ် ဒါကြောင့်ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့နင့်တို့ကိုငွတို့အရန်ချစ်ခဲ့တယ်နင့်တို့ကိုငွတို့အရန်ကူညီခဲ့တယ်ကျတို့ KIAD စစ်ပညာသင်ပေးခဲ့တဲ့လက်နက်ကိုင်တွေအများကြီးထဲကနင့်တို့အဖွဲ့တစ်ဖွဲ့ကိုပဲငွတို့တနာလို့နင့်တို့လည်းပဲကို့လေပလောင်လိုမျိုးတွေအတွက်စစ်တပ်တပ်ဖြစ်ပါစေဆိုတဲ့ပုံစံနဲ့နင့်တို့ကိုလတိုင်းလတိုင်းကို့လူမျိုးတစ်ဖွဲ့နင့်တို့ကိုငွတို့တလကို3800ရှိရထောက်ပံ့ခဲ့တယ် ကိုနဲ့တွေ့တာလည်းမတော်ဆက်တဲ့အဖွဲတဖွဲကိုလစင်လစင်တင်းရှိရာထောက်ပံ့ဖို့ဆိုတာကတော်ယုံတန်းယုံမြတ်တာနဲ့မဟုတ်လို့ရှင်မထောက်နိုင်ဘူးနင်တို့ကငရုတ်ကချင်းပြင်းတဲ့ကိုလည်းလာတိုက်ပေးမဲ့သူတွေလည်းမဟုတ်တာကိုသိရတဲ့နဲ့နင်တို့ကိုဘာပဲဖြစ်ဖြစ်နင်တို့လည်းစစ်ခွေးကျွန်းကနေမှလွတ်ချင်တဲ့လူမျိုးတစ်မျိုးပဲဆိုတဲ့ပုံစံနဲ့နင်တို့ကိုငရုတ်လစင်လစင် ပတ်စံထောက်ပံ့တယ်နင့်တို့ရဲ့စောက်ဝတ်နေရထောက်ပံ့ခဲ့တယ်နင့်တို့ရဲ့စစ်ဘူးစုံထောက်ပံ့ခဲ့တယ်ဒီနေ့ TNLA ဆိုပြီးမှရက်လာအောင်ငွေတို့ထောင်ထောင်ပေးခဲ့တယ်ဒါကိုနင့်တို့မြင်တတ်ပြီးမှငွေတို့ကချင်းနေကိုညီပေးတဲ့အပေါ်မှာရက်ပြီးမှနင့်တို့ရဲ့ဘဝကိုတိုးတက်အောင်လုပ်ရမှာအခုနင့်တို့ကအဲ့လိုမဟုတ်ဘဲနဲ့ KIA တွေနင်းတို့ဒီလိုထောက်ပံ့ပေးလို့ KIA တွေဟာတရားရခိုင်နှုန်းဖြူစင်တဲ့လူတွေဖြစ်ပါတယ်လို့မပြောဘူးအထက်ကလူတွေဖြူစင်ပေမဲ့တခါတလေကြလို့ရှင်ဘယ်နေရာမှာမဆိုเนาะအောက်ခြေကလူတွေကတော့အဆိုးရှိတယ်လို့အကောင်းလည်းရှိကြတာကြီးပဲเนาะဆိုတော့ကိုကိုကိုနားလေကြရမှာလေအထုတ်အနေနဲ့ထပ်မပြောချင်တဲ့အရာက TNL ဒီအခုနင်းတို့နဲ့အရင်တော့လက်တွဲခဲ့တဲ့အရခတ်တတော်ရီဆိုတာဟာအခုဘူချုပ်ထွမြတ်နိုင်ကိုယ်တိုင်ထုတ်ပေါ်ထားတယ်။သူ့အထဲမှာစစ်သားတွေအများကြီးရှိပြီလို့ပြောခဲ့ပြီ။ဆိုတော့ဒီနေ့ MNDAAD ဟာတရုတ်ဒီရဲ့တားဖြစ်တဲ့အတွက်ကြောင့်တရုတ်ဒီနဲ့အပြည့်အစုံစစ်ခွေးတွေနဲ့ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ဖြစ်တဲ့ဝါဆိုလို့ရှိရင်တရုတ်ဒီရဲ့လူအစ်စ်ဖြစ်တယ်ဆိုတာလည်းနင်တို့သိပြီးသားဖြစ်တယ်ကျတို့ KIA တို့တော့ကျမမပြောချင်တော့ဘူးဆိုတော့ကို့အခြေအနေကိုကိုသိပြီးမှကိုရမဟာမိတ်ဒီနဲ့လွန်ခဲ့တဲ့အချိန်မှာမားခဲ့တာတွေကိုနင်တို့မတောင်းပန်ခြင်းနဲ့ထပ်ပြမမလုပ်ပဲနဲ့ တော်လာရေးဒီနဲ့ငရော့ကဒီနေ့ဒီချိန်ကနေစပြီးမှအဲမမမမတော်လာရဲမှာပဲရက်သွားမယ်ဆိုလို့ရှိရင်တော့အားလုံးလည်းခွန့်လွတ်ပါတယ်เนาะအဲ့လိုပဲနင်တို့ရဲ့ရှစ်ရဲအတွက်လုပ်ကြပါလို့ပဲကြွားကတော့ဒီတိုင်းပဲပြောချင်တယ်တကယ်လို့ဒါနင်တို့နေမြေအကြောင်းထပ်ပြောလာတယ်ဆိုလို့ရှိရင်တော့ကျွန်တော် KIA တွေလည်းနင်တို့ကိုကုညီဖို့ရအတွက်တော့အဆင်မပြေတော့ဘူးလို့ကြွားကတော့အဲ့လိုမျိုးတုံ့တက်ထားတယ်เนาะ ပြန်နောက်တရင်တပုတ်အနေနဲ့ကတော့ရီချင်းဆရာရန်ကောင်းတဲ့တရင်ဖြစ်တယ်ဒါဘာလဲဆိုတော့လာရှိုးကိုလိုချင်ပြီးမှအဆက်မေ့စွာနဲ့ကာချုပ်ခေါ်တမထကနေမှလေရင်စင်းလုံးနဲ့တရုတ်ပြည်ကိုသွားပြီးမှတရုတ်ဘောသွားမှခဲ့ပြီးမှရလာခဲ့တယ်လာရှိုးကိုအခုသူတို့ကနေဖို့ကြောက်တယ်ဒါကြောင့်မနေ့ကမေလေးရက်နဲ့မှကြတော့ကမဝါစာနဲ့အန်ဒီကင်ပိယစ်ကိုမြို့လေလေပြီးမှ ယူခဲ့တယ်တဲ့နော်ကို တိုက်ပြီးမှရယူထားတဲ့မြို့ဆိုလို့ရှင်တော့ကိုကအဲစွာကျေစွာကျေလုံနိုင်တယ်လေအခုကဘောမပြီးရလာခဲ့တယ်သူတို့ကကြောက်ပြီးမှအခုဒီလိုမျိုးလာရှိုးကိုပတ်ပြီးမှဒီလိုမျိုးရွတ်ဆူနေကြတယ်တဲ့နော်ရှက်စရာကောင်းတယ်အခုနောက်သတင်းတပုတ်အနေနဲ့ကတော့သိရှက်စရာကောင်းတဲ့သတင်းဖြစ်တယ်ဆိုတော့ကျတော့ဗီဒီယိုတော်တော်လေးကိုရင်ကြည့်ရအောင်နော် အခုဒါကတော့စစ်ရှုံးခွေးတပ်ဖွဲ့တွေဘက်ကနေမှရုရှားမော်စကိုမှာပြုလုပ်မဲ့ရင်ပင်နေအောင်ပွဲနစ်ရှိစပီအထိမ်းမှတ်ထဲမှာပါဝင်ဖို့တွေ့ဖြစ်တဲ့မြန်မာနိုင်ငံမှာမနိုင်မနှင်းဘွဲ့တွေတာဝန်တွေအကုန်ယူထားပြီးမှမနိုင်မနှင်းဖြစ်အဲ့မနိုင်မနှင်းဖြစ်တဲ့ရာသူတွေနဲ့တရုတ်ပြည်ကိုသွားတရုတ်ဘောကိုသွားမှပြီးမှလာရှိုးကိုအချက်မဲ့စွာနဲ့တောတောင်းခဲ့ပြီးမှရရှိခဲ့တဲ့ခွေးချဘူးကတော့ မော်စကိုမှာသူများကအောင်ပွဲခံတဲ့အထိမ်းမှလုတ်တဲ့နေရာမှာစစ်ရဲတော်ပြတယ်တဲ့ဘလောက်ရှက်ရှာကောင်းတယ်ဒါတွေတော်လို့ဖို့ရအတွက်အပရလ24ရက်နေ့ကနေမှဒီခွေးတိုက်တွေကတွားပြီးမှတွားလက်ကျင့်နေတာဆိုတော့တကယ်လို့ဒါဟဲ့ခွေးချဖို့နင်းလဲနင်း80ပြည့်အောင်ပွဲထိမ်းမှထဲမှာနင်းလဲမင်းကွန်ပေပြောပါလို့ပြောရင်သူဘာတော့ပြောမလဲသုံးနှစ်တာလေးနှစ်သားတွေတောင်မနိုင်ဘဲနဲ့တရုတ်ဘိုးမှပြီးမှလာရှိုးကိုရခဲ့တဲ့ခွေးချဖို့ကဘာတော့ပြောမလဲ နော်ကိုခွေးချဘူကတော့6ရက်နေမှာသွားမယ်ပေါ့ဒါကိုဘောမတွေကဟာငါတို့ခွေးချဘူကတော့ရုရှားကိုသွားလို့ရပြီဆိုပြီးမှပြောနေတာရှက်လည်းမရှက်ဘူးသူများတွေကအောင်ပွဲခံတာကိုကတော့လာရှိုးတဝက်ကိုရဖို့ရတာတွေ့တော်မှကိုရဲ့မနိုင်မနေကိုရဲ့ရာသူကိုမှပြီးမှတရုတ်ဘောသွားမှတာဘလောက်ရှက်ရှားကောင်းတယ်လေနင်းတော်မို့လို့ဒီလိုမျိုးသူများရဲ့အောင်ပွဲထဲမှာစစ်ရဲသွားပြရဲတာ ခုဒီမော်စကိုမှာလုံမဲ့ဒီနေ့80ပြည့်အထိမ်းမပွဲထဲမှာတော့ Trump ကိုလည်းခေါ်ထားတယ်ဒါပေမဲ့ Trump ကတော့မလာနိုင်ဘူးလို့ပြောတယ်ဆိုတော့အခုတရုတ်လာမယ်ဘောမှနေမျောလစ်နေတာကတော့ကျွတ်မင်းကြီးကနေမှတရုတ်ကောင်းဆောင်တဲ့ ခွေးချဖို့ကိုတွေ့ပေးဖို့ရာအတွက်အကျန်စီနဲ့ခေါ်တယ်လို့သူတို့ကတော့အလို့ထင်တယ်ဘလို့ပဲထင်ထင်ကျတော့ကတော့ခရုကိုမစိုက်တာနော်အခုဒီစည်ရဲပြအထက်မှာလာတာလဲအားလုံးကတော့လူတက်အကျန်ဖက်ကောင်းဆောင်တီးကြီးပဲနော်ဆိုတော့အခုပူတင်ကလည်းဝရမ်ဖန်ခံထားရတဲ့သူခွေးချဖို့ကလည်းဝရမ်ခံရထားတဲ့သူဆိုတော့လူမိုက်ဒီစုပြီးမှလုံးမဲ့80ပြည့်အထိမ့်မှပွဲဖြစ်တယ်နော်အခုနောက်ဆုံးတည်တင်းတပုတ်အနေနဲ့ကတော့ ပြည်သူတွေရဲ့နေအိမ်တွေကိုမြင်းရှို့ပြည်သူတွေကိုတတ်တဲ့စစ်ခွေးတွေနဲ့ပူပေါင်းပြီးမှပါတီထောင်ရွေးကောက်ပွဲလုပ်ဖို့ရန်အတွက်လုံးဝစိတ်ကူးတောင်မယင်ဖို့ရန်အတွက်မေလ၄ရက်နေ့မှာပြုလုပ်ခဲ့တဲ့ချင်းပြည်နယ်မြောက်ပိုင်းနောက်ဆုံးလိုင်း live section မှာချင်းအမျိုးသားအတိုင်းပင်ခံကောင်စီ အလေးကျသဘာပတိဖြစ်တဲ့ဒေါက်တာအကင်ထန်ကနေမှာ ပြောကြားခဲ့တယ်ဆိုတာကိုသိရတယ်ဆိုတော့ဒီနေ့ချင်းပြည်နယ်မှာလည်းရွေးကောက်ပွဲကတော့အလားအလာလုံးဝမရှိတော့ဘူးဆိုတဲ့သဘောဖြစ်တဲ့ဒီနေ့ချင်းပြည်နယ်မှာလည်းဘောမတွေနားလေဖို့အတွက်လိုအပ်တယ်နင်းတို့ရဲ့ချင်းပြည်နယ်မှာရှိတဲ့ချင်းပြည်သူတွေနင်းတို့ရဲ့တွေးချင်းသားတွေကိုစစ်ခွေးတွေဘက်ကနဲ့တတ်ဖြတ်တာတွေမြည်လို့ရှုပ်ပေးတာတွေနင်းတို့ရဲ့ဖျားเจ้าတွေကိုမြည်ရှို့တာတွေကိုနင်းတို့နာတတ်ဖို့အတွက်လိုအပ်လာပြီเนาะစစ်ခွေးတွေလာတယ်ဆိုတာဟာနင်းတို့ဖိတ်ခေါ်လို့လာရတဲ့အတွက်ကြောင့်စစ်ခွေးလာခြင်းမလာခြင်းဟာနင်းတို့ပေါ်မှာ မူတည်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဒီနေ့ကျတော့တိုင်းရင်သားတွေအားလုံးလက်တွဲပြီးမှမိစ္ဆာစစ်ခွေးတီအာနာရှင်တွေကိုတိုက်ထုတ်ရအောင်တည်ငါ့စားရဖို့အရေးကိုမကြည့်ဘဲနဲ့ကိုယ့်ရဲ့အတိုင်းပြည်ကိုယ့်ရဲ့လူမျိုးအတွက်အသက်ရှင်ရအောင်လို့ကြွပြောချင်တယ်ပြည်သူတွေအားလုံးကြားမှာပြောရှိကြပါစေ